ဒေသနာခြင်းအခန်းကြီး၃ငယ်၁မှ22ခတ်သိမ်းသော အမှုအရာတို့သည်မိမိတို့အချိန်ရှိ၏မိုးကောင်းကင်အောက်၌ကြမ်းစည်းသည်မြအတိအတိတို့ကို ပြုရသောအချိန်ရှိ ဖွားချိန်နှင့်သေးချိန်လည်းရှိ၏စိုက်ပျိုးရသောအချိန်နှင့် စိုက်ပျိုးသောအရာကိုနှုတ်ရသောအချိန်လည်းရှိ၏တက်ရသောအချိန်နှင့်အနာပြောက်စေရသော အချိန်လည်းရှိ၏ဖြူဖြဲ့ရသောအချိန်နှင့်တိဆောက်ရသောအချိန်လည်းရှိ၏ ငိုရသောအချိန်နှင့်ရေရသောအချိန်လည်းရှိ၏ညီးကြွားရသောအချိန်နှင့်ကခုံရသောအချိန်လည်းရှိ၏ကြောက်တုကိုဖြန့်ကျဲရသောအချိန်နှင့်ဆူသိမ်းရသောအချိန်လည်းရှိ၏ဖက်ရမ်းရသောအချိန်နှင့် မဖက်ရမ်းဘဲခွဲခွာ၍နေရသောအချိန်လည်းရှိ၏စီးဘူးရသောအချိန်နှင့် အုပ်စာပြောက်ရသောအချိန်လည်းရှိ၏တူထားရသောအချိန်နှင့် ပြစ်လိုက်ရသောအချိန်လည်းရှိ၏ အဝတ်ကိုဆုပ်ရသောအချိန်နှင့်ချုပ်ရသောအချိန်လည်းရှိ၏ တိတ်ဆိတ်စွာနေရသောအချိန်နှင့်စကားပြောရသော အချိန်လည်းရှိ၏။ခြေရသောအချိန်နှင့်မုန်းရသောအချိန်လည်းရှိ၏။စစ်တိုက်ရသောအချိန်နှင့်စစ်ငြင်းရသောအချိန်လည်းရှိ၏။လောက်ကိုင်းသောသူသည်စူးစားအထုတ်ရာတွင်အဘယ်ကျေးဇူးရှိသနည်းလူသားတို့ကျင်လေရဖို့ပရောဖက်ခင်ပြတော်မူသောပင်ပန်းခြင်းအမှုကိုငါကြည်မြင်ပြီးခတ်သိမ်းသော အရာတို့ကိုမိမိတို့အချိန်တန်မှလျှောက်ပတ်စွာဖန် center move be လူစိတ်နှလုံးကိုလည်းအနန္တကာလ၌ဆွဲလန်းစေတော်မူပြီးတို့ရာတွင်ဖျားသခင်စီရင်တော်မူသော အမှုကို အစမှအဆုံးတိုင်အောင်လူသည်စိတ်၍မကုန်နိုင်ရှင်လန်းခြင်းအမှုနှင့်အသက်ရှင်စဉ်တွင်ဂျေစုပြုခြင်းအမှုမှတပါအခြားသောအမှုအရာတို့၌အကျိုးကျေးဇူးမရှိသည်ကိုငါသိ၏လူတိုင်းစားတောက်ခြင်းငါ၎င်းမိမိကြိုးစားအားထုတ်သမျှသောအမှု၌ပျော်မွေ့ခြင်းငါ၎င်း ဖျားသခင်ဤယေရှုတော်ကြောင့်သာအခွင့်ရှိ၏ဖျားသခင်ပြုတော်မူသည်။တော်အမှုသည်နေဆာထာဝရဖြစ်သည်ကိုငါသိ၏ထက်၍မပြုတ်နိုင်ရနှုတ်၍မယူနိုင်ရလူတို့သည် ရှေ့တော်၌ကြောက်ရွံ့မိအကြောင်းဖျားသခင်ပြုတော်မူ၏ဖြစ်ဘူးသောအရာသည်ယခုဖြစ်သောအရာနှင့်တူ၏ဖြစ်လက်တန့်သောအရာသည်လည်းဖြစ်ဘူးသောအရာနှင့်တူ၏ လွန်ပြီးသောအရာတို့ကိုလည်းဖျားသခင်တောင်းပြန်တော်မူ၏ထိုမှတပါနေအောင်မှတရားစီရင်ရာအရက်၌အတ္တမအမှုရှိသည်ကို၎င်းဖြောင့်မဲ့ရာအရက်၌ဒုစရိုက်ရှိသည်ကို၎င်းငါမြင်ပြီဖျားသခင်သည်ဖြောင့်မဲ့သောသူတို့၏အမှုနှင့် မတရားသောသူတို့၏အမှုကိုစစ်ကြောစီရင်တော်မူမည်ဟုငါအောက်မေ့၏ အကြောင်းမူကားခတ်သိမ်းသောအကြံခတ်သိမ်းသောအမှုတို့ကိုစစ်ကြောစီရင်ရသောအချိန်ရှိ၏လူသားတို့နေရာကိုရိမှတ်၍ငါအောင်မိသည်က လူတို့ကိုဖျားသခင်စုံစမ်းတော်မူမိအကြောင်းနှင့်သူတို့သည် သရိစံကဲ့သို့ဖြစ်ဒီကို သူတို့သိမြင်မိအကြောင်းနေရာကြတည်းလူသားတွေ့ကြုံသောအမှုကိုသရိစံတွေ့ကြုံတတ်၏ထိုသူနှူးတို့သည်တပါးသည်သောအမှုကိုတွေ့ကြုံလျက်တူးသေးတဲ့ကဲ့သို့တူးသေးတတ်၏ အလုံးစုံတို့သည်အသက်တမျိုးတည်းရှိကြ၏တို့ဖြစ်၍လူသည်တရိစ္ဆန်ထက်ထူးမြတ်သောအကြောင်းမရှိ အလုံးစုံတို့သည် အနတ္တဖြစ်ကြ၏အလုံးစုံတို့သည်တခုတည်းသောအရတ်သို့ရောက်တတ်ကြ၏အလုံးစုံတို့သည်မြေမှုန်၌ကဖြစ်သည်နှင့်အညီမြေမှုန်ထဲသို့ပြန်သွားတတ်ကြ၏ တို့ရာတွင်အထက်သို့တက်တက်သောလူသား၏ဝိညာဉ်ကို၎င်းအောက်အရက်မြေသို့ဆင်းတက်သောတရိษံ၏ဝိညာဉ်ကို၎င်းအဘယ်သူသည်ပိုင်းခြား၍တည်သည်လူသည်မိမိပြုမူရာ၌ပျော်မွေ့ခြင်းအမှုထက်တာ၍ကောင်းသောအမှုမရှိသည်ကိုငါသိမြင်၏ထိုအမှုသည်သူ၏အဖို့ဖြစ်၏သူသည်မိမိနောက်မှအဘယ်သူဖြစ်လက်တန့်သည်ကိုသိမြင်မိအကြောင်းအဘယ်သူဆောင်ခဲလိမ့်မည်နည်းအာမင် God bless you.